အနုပညာအလုပ်တွေကိုရန်နာကခရိုနီတတိဖြစ်ပြီးဘီလီယံချီကချမ်းသာကြွယ်ဝနေတဲ့မြန်မာနုပညာရှင်၄ယောက်ပြည်သက်များအားလုံးမင်္ဂလာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီဗီဒီယိုထဲမှာတော့အနုပညာအလုပ်တွေရန်နာကခရိုနီတတိကြီးတွေအဖြစ်နဲ့ကြည်ကြည်တချမ်းသာကြွယ်ဝတဲ့အနုပညာရှင်၄ယောက်ကိုပြပြပေးသွားမှာပါ။မြန်မာအနုပညာလောကမှာအနုပညာရှင်တော်တော်များများဟာအနုပညာအလုပ်တွေနဲ့ချမ်းသာကြွယ်ဝသွားကြသလိုတချို့ကလည်းအနုပညာအလုပ်တွေကိုရန်နာပြီးတော့စီးပွားရေးလောကတွေကိုခြေစုံပြည့်ဝင်သွားတာရှိပါတယ်။ဒီအထက်ကမှအခုပြောပြမယ့်အနုပညာရှင်၄ယောက်ကတော့တကယ့်ကိုကြည်ကြည်တချမ်းသာကြွယ်ဝနေရပါ။နံပါတ်၁စစနူဦး။တခေတ်တခါကဗီဒီယိုနဲ့ VCD တချင်တွေရုပ်ရှင်ဇာတ်ကားတွေမှာတရားဥပဒေ ောင်ပို့တဲ့မင်းသမီးချစ်စနိုးဟာအပြင်စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကင်ပြီးတော့အခုချိန်မှာတော့မြန်မာနိုင်ငံမှာအချမ်းသာဆုံး ဘီလီယံနာအနုပညာရှင်တအူးဖြစ်နေပြီလို့ဆိုပါရယ်အစောပိုင်းမှာတော့ဂျက်ဆနူးဟာမြန်မာနိုင်ငံမှာတာမန်အနုပညာရှင်တရုတ်ဆောင်မင်းသမီးလေးတက်လက်ပါဒါပေမဲ့အခုချိန်မှာတော့စီးပွားရေးလောကတွေကိုခြေစုံပြစ်ဝင်နေပါပြီဒါကလည်းတရုတ်ဆောင်မင်းသမီးဂျက်ဆနူးကမြန်မာနိုင်ငံမှာအချမ်းသာဆုံးခရိုနီတတိကြီးကိုလက်ထပ်ခဲ့ရကြောင်းဖြစ်ပါရယ်ဒါကြောင့်လည်းအခုချိန်မှာတချိန်လုံးကတရုတ်ဆောင်မင်းသမီးဂျက်ဆနူးဟာရန်ကုန်မြို့ကစီးပွားရေးလုပ်ငန်းတွေကိုဦးစီးထားတယ်လို့သိရပါရယ်အခုချိန်မှာတော့ဂျက်ဆနူးရဲ့ပိုင်ဆိုင်မှုက1ဘီလီယံတိရှိနေတယ်လို့ဆိုပါရယ် နံပါတ်2အမေကပြောင်းမင်းသမီးမေကပြားကတချင်ကအရန်နဲ့မဲကြောကြားခဲ့တဲ့တရုတ်ဆောင်မင်းသမီးတက်လက်ဖြစ်ပြီးတော့လက်ရှိမှာတော့အမှုပညာအလုပ်တွေရန်နာကစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်နေခဲ့ပါတယ်။ဒီမှာအနေနဲ့အရန်လဲစူးစမ်းပြီးတော့စီးပွားရေးအကွက်မြင်တတ်တာအကြောင်းဆိုင်တွေတဆိုင်ပြီးတဆိုင်ဖွင့်လှစ်နိုင်ခဲ့ပြီးတော့အခုဆိုရင်တော့မြန်မာနိုင်ငံအနှံ့အပြားမှာသူမရဲ့ဆိုင်ခွဲတွေအတော်လေးများပြားနေပါပြီ။ စီးပွားရေးလုပ်ငန်းတွေကိုကိုယ်တိုင်ကိုယ်စားသိချစွာဦးစီးလှုံ့ဆောင်နေတဲ့တရုတ်ဆောင်မင်းသမီးမေကပြာကအခုဆိုရင်တော့စီးပွားရေးလုပ်ငန်းတွေအရန်အောင်မြင်တဲ့အတွက်တိမ်ပေါင်းတောင်းချီတန်ဖိုးရှိတဲ့အိမ်အသစ်ကြီးကိုစောက်လုပ်နိုင်ခဲ့ပါပြီ။သူမရဲ့ပိုင်ဆိုင်မှုကဘီလီယံချီတယ်လို့လည်းသိရပါတယ်။နံပါတ်3နဝရက်အနုပညာအလုပ်တွေရန်နာပြီးတော့စီးပွားရေးလောကမှာစောက်ချလုပ်ကင်နေရကတော့နဝရက်ဖြစ်ပါတယ်။နဝရက်ကတခိတချိန်တုန်းကနာမည်ကြီးထိတ်တန်မင်းသမီးဖြစ်ခဲ့ပြီးတော့အခုချိန်မှာအနုပညာလောကကိုဆွန့်ခွာသွားတဲ့အပြိုကြီးမမတရုတ် ောင်နဝရဟမြန်မာနိုင်ငံရဲ့ထိတ်တန့်ကြောက်စိမ်းလောပန်းတတိမကြီးဖြစ်နေပါပြီ။နဝရဟဖားကဲမှာကြောက်စိမ်းတွင်များစွာပိုင်ထားသလိုရန်ကုန်မြို့ရဲ့နာမည်ကြီးအလားပြုပြင်ဆိုင် TH နဲ့တခြားသောထိတ်တန့်စီးပွားရေးလုပ်ငန်းများစွာကိုလည်ပတ်နေရပါ။အခုချိန်မှာနဝရဟလည်းဘီလီယံနာကြီးဖြစ်လွနေပါပြီ။နံပါတ်၄လွင်မိုးတခိတခါကထိတ်တန့်မင်းသားတစ်လက်ဖြစ်ခဲ့တဲ့လွင်မိုးဟာအခုချိန်မှာတော့အရန်ချမ်းသာကြွယ်ဝတဲ့တတိကြီးဖြစ်ပါတယ်။အထူးသဖြင့်လွင်မိုးဟာမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိကြီးဥဒေစာနဲ့တငယ်ချင်းအရင်ဖြစ်တယ်လို့သိရပါ ပြီးတော့အစိုးရစီမံကိန်းဘတ်ဂျက်တွေကိုလေးလံအောင်ပြီးလုပ်ကံခွင့်ရခဲ့သူပါဒါအပြင်လွင်မိုးကမြန်မာနိုင်ငံတဝန်ရုပ်ရှင်ရုံတွေဆောက်လုပ်မဲ့ project တွေကိုလုပ်ကံခဲ့ရပါလွေမိုးဟာဒီလိုချမ်းသာနေပေမဲ့သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုချမပြပဲအများနဲ့ရိုးရိုးသားသားနေတတ်ပါတယ်။ဒါပေမဲ့လွေမိုးရဲ့ပိုင်ဆိုင်မှုတွေကလည်းဘီလီယံချီမယ်လို့ခန့်မှန်းကြတာပါ။အခုပြောပြခဲ့ရတာကတော့မြန်မာနိုင်ငံကအနုပညာအလုပ်တွေကိုရပ်ပြီးတော့စီးပွားရေးလောကထဲမှာအခြေချနေတဲ့လူတွေဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။